အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာရှိတဲ့ First Container ဆောက်လုပ်ရေးကုမ္ပဏီရဲ့ထူးခြားမှုကတော့သူ့ရဲ့ container တွေကိုဖြစ်စည်းထည့်တဲ့နေရာမှာမတုံးတာပဲဖြစ်ပါတယ်။ဒီကုမ္ပဏီဟာ2008ခုနှစ်ကစပြီးအရင်သင်္ဘောတွေမှာတုံးတဲ့ဖြစ်စည်းတင်တဲ့တွဲဟောင်းကြီးတွေကိုလှည့်မဖြစ်သေး။ရုံးခန်းတွေ၊ဟိုတယ်တွေ၊အသံဖန်းစတူဒီယိုတွေနဲ့ကျောင်းတွေလိုအဆောက်အဦအမျိုးမျိုးအဖြစ်ပြန်ပြီးအသုံးပြုနိုင်တဲ့အတွက်ကုမ္ပဏီဝန်ထမ်းမှာစောက်လုပ်တာပါ။ ဒီကွန်တိန်နာကြီးတွေဟာနှစ်ပေါင်း၁၀နှစ်လောက်အသုံးပြုပြီးသားတမဏိကိုရဲကြီးတွေဖြစ်ပြီးသူတို့ကိုလာရောက်မှာယူသူတွေရဲ့စစ်ကြိုက်ဒီဇိုင်းပုံစံအတိုင်းပြုပြင်ပြီးဆောက်လုပ်ပေးတာဖြစ်ပါတယ်။အခုတော့လူနေမှုစည်အတောကိုကြီးမားတဲ့မြို့ပြတွေကနေအဆောက်အဦပုံစံမျိုးစုံအတွက်အော်ဒါမှာယူတာတွေပိုးပြီးများလာနေတယ်လို့ First Container ဆောက်လုပ်ရေးကုမ္ပဏီရဲ့ရေးကွက်ဒါရိုက်တာနန္ဒာဘာလီယန်ကပြောပါတယ်။ Mungkin untuk khususnya di Jakarta ya itu untuk uh Jakarta လိုမျိုးကြီးတွေမှာမြေဈေးအိမ်ဈေးတွေကအရင်ကြီးတော့ကုလကွန်တိန်နာအဟောင်းတွေကိုပြုပြင်ပြီးတောင်းတာကရေရွပုံမှန်စောက်ထားတဲ့ပို့ပြီးဈေးသက်သာတာမှမှားကြတာပါ။အော်ရာမှားသူတွေအနေနဲ့ရုံကန်းလုပ်ဖို့အတွက်ရည်ရွယ်ရင်ဈေးသက်သာပြီးရွှေ့ရပြောင်းရတာလည်းလွယ်ကူတဲ့အတွက်သူတို့လိုကုမ္ပဏီလေးတွေဟာမှားယူသူများလာပြီးအခုအတော်အလုပ်ဖြစ်လာကြတာပါ။ကြောက်ပြားခင်းပြီးနိုင်ငံမှာတည်တားအကာနဲ့ ၄ရက်ဆက်ပါတက်ဆင်ပေးနိုင်တာမို့သူတို့ကုမ္ပဏီအတွက်ဆိုရင်ပြီးခဲ့တဲ့၅နှစ်ကနေစရင်အော်ရာမှာသူက6ဆလောက်ပို့ပြီးတိုးလာခဲ့ပါတယ် Yang penting itu kontainer kondisinya tidak terlalu banyak karat. တန်ကြီးတက်ပြီးဆွေးနေတဲ့ကွန်တိန်နာအဟောင်းမျိုးကိုသုံးရင်တိတ်ကြကြမခံတတ်တဲ့အတွက်ဒါမျိုးကိုကျွန်တော်တို့ကမသုံးပါဘူး။နောက်ထပ်10နှစ်နဲ့20လောက်ထပ်ပြီးသုံးနိုင်မှုရည်ရွယ်ဆောက်လုပ်တာမျိုးဒါကတိတ်ပြီးရေးကြည့်ပါလေ။အနောက်ဂျာဗာမှာရှိတဲ့ဒီပေါ့မြို့မှာတော့ ကွန်တိန်နာအဟောင်းတွေကိုဆင်းရဲသားရက်ကွက်မှာကျောင်းဆောက်ဖို့အတွက်2008ခုနှစ်မှာစပြီးလှုပ်ဆောင်ခဲ့တာပါဒီလိုကျောင်းမျိုးမှာအသက်၄နှစ်ကနေ15နှစ်အရွယ်ကျောင်းသူကျောင်းသားပေါင်း3000လောက်ကိုအခမဲ့ပညာသင်ကြားပေးနေပါတယ်ကျောင်းဟုတ်ကြီးနာရိုဟင်းကတော့တမယိုးကြအဆောက်အဦတွေထက်အခုလောကွန်တိန်နာဟောင်းတွေနဲ့ဆောက်ထားတဲ့အဆောက်အဦကဈေးပိုပြီးတက်တာသလိုထိမ့်သိမ့်ဈေးကလည်းနည်းတာမို့သဘောကျတယ်လို့ဆိုပါတယ်ကေတပကေပလတ်ဘစ်အင်း peredam panas အပူတန်းခနိုင်အောင်အပြင်ဘက်ကအလံတွေအထဲသိမ့်မရောက်အောင်လုပ်ပေးပြီးတော့အပြင်ဘက်ကနေအထသားပါကာပေးဖို့လုပ်နေပါအထဲမှာလည်းကြောက်ပြအခင်းနဲ့တကယ်စားတင်ကြောင်းလို့ယုံကန်းလို့ဖြစ်လာအောင်ပြင်ပေးမှကလေးတွေစိတ်ထဲမှာကွန်တိန်နာကြီးတွေဝင်ပြီးစားတင်နေရပါလားလို့မခံစားရတော့ပဲတကယ်စားတင်ကမ်းမှာသင်ရတယ်လို့ခံစားကြမှာပါ င်းမောကွန်တိန်နာအဟောင်းတွေကိုပြန်ပြီးအသုံးတင်အောင်လုပ်တာမျိုးဟာပတ်ဝန်းကျင်မမြင်နှွမ်းစေတဲ့ကိစ္စမျိုးလို့မြင်လာမှုအမေရိကန်ပြည်ထောင်စုလိုနိုင်ငံမျိုးမှာလည်းအတော့ကိုဖြစ်စားလာတာပါဒါအပြင်ဒီကွန်တိန်နာကြီးတွေရဲ့တမ်မဏိကိုရဲတွေဟာငလင်းအန်ဒီရဲ့ဂျုံရချိန်မှာအတော့ကိုဒဏ်ခံနိုင်တာမျိုးအင်ဒိုနီးရှားနိုင်ငံကဒီဇိုင်းပညာရှင်မိုဟာမက်ဖာဂျာကသဘောကျတယ်လို့ဆိုပါတယ်။ Ini kan strukturnya besi. ောက်လို့ကိတတာလို့ဒီအတတ်တာငလင်းလောက်ခတ်ချိန်မှာကွန်တိန်နာဟောင်းတွေနဲ့ဆောက်လုပ်ထားတဲ့အဆောက်အဦဟာလှုပ်ယုံမဲ့လှုပ်ပြီးပြိုကျတာမျိုးမရှိဘူးလို့ဆိုပါတယ်ဒီကွန်တိန်နာဟောင်းတွေကိုဆင့်ပြီးဆောက်ထားလဲပြိုကျတာမျိုးမရှိပဲခိုင်ခိုင်မာမာရက်တည်နိုင်တာမို့ဒီဇိုင်းဆွဲသူတွေကဒါကိုသဘောကျကြတာဖြစ်ပါတယ်